ဆရာကြီးမင်းသင်္ခါရဲ့ဖြီးကြီးမန္တန်မြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း၄မြကြီးလည်းအချုပ်မှလွှတ်လိုက်တော့လဲရောင်ချချာနဲ့မြည်သည့်အရက်တို့သွားရမည်မသိဖြစ်၍နေလေတော့သည်တို့ရရင်မြကြီးကရောက်ချင်ရာရောက်ရဖြစ်ချင်ရာဖြစ်စီရောက်သည့်အရန်၌ရှိသည့်လူနှင့်တင့်အောင်ပေါင်းကရရအလုပ်ကိုလှုပ်၍ရောင်ရဲကပြောသလိုနေကား လှမမီမိခင်ကြီးထံသို့လည်းငွေကိုပို့မည်ဟုစိတ်ကူးလျက်ရှောက်လာခဲ့လေသည်။မာမျက်မှုနှင့်ဖျားနီးသို့ရောက်လင်အဝေးပြေးကုန်တင်ကားများရပ်ထားသည်ကိုတွေ့ရ၏။ကားသမားများသည်အနီးရှိလက်ဖက်ရည်ဆိုင်၌လက်ဖက်ရည်တောက်သူတောက်သတင်းစာဖတ်သူဖတ်နေရှိကြလေသည်။ညာကြီးသည်ကားသမားများထံသို့သွားရောက်ကာမော်တော်ကားစပယ်ယာလိုမလိုမေးမြန်းလေ၏။ကားသမားများကလည်းစပယ်ယာမလိုကြောင်းမိမိတို့တွင်စပယ်ယာရှိကြောင်းပြောလာရာညာကြီးလည်းစပယ်ယာအလုပ်ကိုမရဘဲရှိလေသည်။ ထို့ချိန်ခါ၌မြကြီးကမော်တော်ကားဒရိုင်ဘာဤသို့ချင်းကပ်၍မိသည့်အရက်သို့သွားမည်ကိုမေးမြန်းရာရှမ်းပြည်နယ်တောင်ပိုင်းသို့သွားမည်ဖြစ်ကြောင်းသိရလျှင်ဒရိုင်ဘာအားဆလံပေး၍ကျွန်တော်လိုက်ပြစီပြဟုပြောတော်လဲဒရိုင်ဘာကလိုက်ခွင့်မပေးသဖြင့်ပြန်ခဲ့ရလေသည်။တံမန်အပြင်ကြည့်လျှင်မြကြီးဖို့အလံအကမ်းမမြင်ပဲရှိနေသဖြင့်လွန်စွာမှစိတ်ပြတ်အားငယ်ဖို့ရှိနေတော်လဲမြကြီးကစိတ်မပြတ်ပျော့ပျော့ရွှင်ရွှင်ပင်ထိုနေရာမှထွက်ခွာခဲ့လေသည်။ရပါတယ်မြကြီးတို့ကတော့ပျော့ပျော့ပဲ ဟုတကိုးတဲ့ရေရွတ်ပြောဆိုရင်ဂျင်ကိုကော့၍လေကလေးတချွန်ချွန်နဲ့ရှောက်၍လာခဲ့လေသည်။ညာကြီးနိုင်စိတ်ပြတ်ခြင်းမရှိပေ။ငါမှအလုံးမရှိတဲ့အတွက်ညက်သေးတော့မှပဲဒုက္ခရောက်တော့မှပဲဟူ၍လဲစိုးရင်ထိတ်လန့်ခြင်းမရှိပေ။ရွှေရွှေလန်းလန်းပင်ရှိနေလေသည်။ထိုစိတ်ဓာတ်မျိုးက အဖြစ်စိတ်တတ်ဟုခေါ်လိုက ခေါ်ဆိုနိုင်လေသည်။အချို့ကအစင်မပြေမှုကလေးအနေငယ်တွေးလိုက်ရသည်နှင့်ဒုက္ခပါပဲငါတော့ဒုက္ခရောက်ပါပြီ။ငါတော့မှပဲဟူ၍တွေးတော်ထိတ်လန့်တတ်၏။ ထိုစိတ်ဓာတ်မျိုးကအပြတ်စိတ်ဓာတ်မျိုးဖြစ်သည်တနည်းဆိုရပါမူအပြတ်စိတ်ဓာတ်ကအနေကံသဘောဆောင်ပြီးအဖြစ်စိတ်ဓာတ်ကဧကံသဘောဆောင်ပြီးအပြတ်စိတ်ဓာတ်ကပို၍ပြတ်စေလူကိုအညွတ်တုံးစေဤနိုင်ဆောင်အားဖြင့်ရှုံးမီကိုလွန်စွာစိုးရင်နေသောဖဲသမားသည်ကြောက်ရွံ့ကြောက်ရွံ့နေပေတတိတိရှုံးနေသည်ရှုံးရင်ရှုံးနိုင်ကျင်နာဟုသဘောထားကကစားသောအခါနိုင်ပေါက်များစွာတိုးခဲ့မှုကြောင့်လောင်းကစားပြုလုပ်ဖူးသူတိုင်းကြုံတွေ့ဘူးရပေလိမ့်မည်ထိုချင်းရာသည်က ဖြစ်စိတ်ဓာတ်နှင့်အပြတ်စိတ်ဓာတ်အနေကံစိတ်နှင့်အေကံစိတ်ကိုဖော်ပြနေခြင်းဖြစ်သည်အပြတ်စိတ်ကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်၏လက်လာပါများနှင့်အခွင့်အရေးကောင်းများကိုတွန့်ထုတ်ပြီးရဲတင်းသောစိတ်အဖြစ်စိတ်အေကံစိတ်ကလက်လာပါနှင့်အခွင့်အရေးကောင်းများကိုတန်လိုက်ခဲ့သို့ဆွဲယူတတ်နေသည် အပြတ်စိတ်တဲ့သမားများကမျက်မှောင်ကုတ်ဤမျက်နာမသားမယားရှိဤမျက်နာပုတ်တိုးတိုးရှိ အဖြစ်စိတ်သမားများကမျက်နာตาရဤရွှေရွှေပြပြရှိကြောက်ကြဆိုရင်မှုရှိမနေတဲ့ ထိုသူတို့၏စိတ်ဓာတ်ကလေးဟုံမိသောလေးဒဂွန်ကဲ့သို့တလူလူရှိ၏ထိုသူတို့အားတစုံတယောက်ကငွေနှင်းဖြစ်စေအာနာနှင်းဖြစ်စေညှို့နှံ့အောင်လုပ်၍မရနိုင်ပေထိုသူတို့သည်ခစ်ပြက်သည့်အခါ၌ပင်ပျော့ပျော့ရွှင်ရွှင်နေတတ်ကြသူများဖြစ်၏လောဂရန်တရားကိုရင်ဆိုင်ဝင်သောသူရဲကောင်းစိတ်ဓာတ်မျိုးဟုခေါ်လိုကခေါ်ဆိုနိုင်ပေသည်ညာကြီးကအယက်သမလူပေလူတီမှန်ဤတို့ရရင်ညာကြီးတွင်ထိုစိတ်ဓာတ်မျိုးရှိနေသည်ညာကြီးကအေကံစိတ်ဓာတ်သမဖြစ်ဤ ညာကြီးသည်တရုတ်ပွဲရုံများရှိရာသို့လျှောက်လာခဲ့မိလေသည်ဒုက္ခ၌တရုတ်ပွဲရုံများသို့ဝင်ရခါထောင်ခဲ့ကြည့်ဝါဒီမာစီရောက်ပေးမယ်ပစ္စည်းတွေလည်းထက်မယ်ခိုင်းကျင်ရခိုင်းမှာဟုဝင်ရပြောတော်လဲပွဲရုံပိုင်ရှင်တရုတ်များကဆွာဆွာဟုမောင်းထုတ်လာ၏ညာကြီးကအပြုံးမပြတ်ထွက်လာခဲ့ပြီးနောက်နောက်ထပ်ပွဲရုံများသို့သွားရောက်၍ပြောကြည့်ပြန်၏လက်မခံသည်ဖြင့်ထွက်လာခဲ့ရပြန်သည်ဤသို့နှင့်ပင်တွေ့သည်မပွဲယုံတိုင်းကိုမလွတ်တမ်းဝင်၍ပြောကြည့်ရာနောက်ဆုံးပွဲယုံတီုံတို့ရောက်တော်အခါတွင် လုံဆောင်မှပိုက်ပူသောတယောက်ကြီးကလုံဆောင်မှတေးခွေသောခွေးချေဘူးကလေးပေါ်၌ထား၍ပိုးရတောင်လေးကိုတစ်ဖက်ဖက်ခန့်ရင်းညာကြီးကိုခြေဆုံးခေါင်းဆုံးကြည့်နေလေသည်နင်းထမင်းချက်တက်လားဟုထိုတယောက်ပိုက်ပူကမေး၏ချက်တက်တာပေါ့ထောင်ကရထမင်းချက်တာများခက်တာလိုက်လို့ဟုညာကြီးကပြောလာရာတယောက်ပိုက်ပူကထမင်းချက်တက်လို့မီရဘူးလေဟီးလဲချက်ရမှာပဲဟုပြော၏ရပါတယ်ထောင်ကရဟီးချက်တာလည်းမခက်ဘူး ဝါမတက်လဲနည်းနည်းပြပေးပေါ့ဟင်းချက်တော့မခက်ပါဘူးလေးမြန်လောက်ရတာမှမဟုတ်ဖဲနဲ့လေးမြန်လောက်တယ်လားလို့ဝါအောင်မင်းတော့မလောက်တတ်ဘူးလို့ပဲဖြေရမှာပဲဟုရယ်ရွှန်းဖန်ရှင်နဲ့ပြောလာရတရုတ်ဖိုက်ဘူးကသဘောကျသွားလေသည်နင်းထမီးချက်ရမယ်နင့်ကိုထမီးပဲကျွေးမယ်ပြီးစံတော့မပြီးဘူးဟုတရုတ်ဖိုက်ဘူးကပြောပြန်ရင်ရပါတယ်ထောင်ခဲကြီးတော်တော်ကြတော့ထောင်ခဲကြီးကိုယ်တိုင်ဝါကိုပြီးစံယူပါပြီးစံယူပါနဲ့တောက်မယ်ပြီးနေရမှာပါဟုညာကြီးကပြောပြန်ရတရုတ်ဖိုက်ဘူးက နင်တော်တော်ရီဖို့ခောင်းနဲ့လော့ဟုဆိုကညကြီးအားပွဲယုံနောက်သူခေါ်သွားလေသည်ပွဲယုံရှိတခြားသောတယောက်များမှမူတူးနေတူးခွိခွိကွက်ကွက်နဲ့တယောက်တို့ပြောဆိုလျက်ကုန်းချင်းသူကချင်းထုတ်သူကထုတ်ကူလီများနဲ့အတူငရုတ်သည်အိတ်ပဲအိမ်များပေါ်၌တို့တချောင်းကိုမြင်ဆွလျက်တယောက်စားများရေးသူကရေးပေသည်တချောင်းခောက်သူကခောင်းနဲ့အလုရှုပ်လျက်ရှိနေကြလေသည်တယောက်ပိုက်ကညကြီးအားပွဲယုံနောက်သူခေါ်သွားပြီးလင်မိဘုံနှင့်ထမင်းအိုးကိုပြလေ၏ နီဒီမှာချက်ရမယ်။ဤခုမီချက်နံကိုငါစီက ကောင်ကီလေးတယောက်ဇီးကိုတွားရမယ်။ဇီးဝယ်ပြီးပြန်လာမှချက်ဟုပြောလေသည်။ညကြီးအားပွဲရုံရှေ့ပိုင်းသို့ခေါ်လာပြန်ပြီးလင်းတယုတ်များအားထမင်းချက်အစ်တရပြီဖြစ်ကြောင်းတယုတ်လူပြောလာရာတယုတ်များကလည်းလုံလက်စအလုံများကိုရက်ဆိုင်၍ညကြီးကိုကြိရှုအကဲခတ်ကြလေသည်ထို့နောက်တယုတ်ဖိုက်ဘူးက ကပတ်ကြီးတွင်ချိန်ထားသောပတ်စံအိမ်မှပတ်စံကိုထုတ်၍တယောက်ကလေးတူအားပေးလိုက်ရာတယောက်ကလေးကလည်းဈေးချင်းတောင်းကြီးကိုသွားရောက်ယူပြီးလင်ညာကြီး၏လက်တွင်းသို့ထည့်လိုက်လေသည်ကဲနင်းဈေးဝယ်ပြီးတော့ပိစံကိုကောင်ကီလေးကပေးလိုက်မယ်ဟုတယောက်ပိုက်ဘူးကပြောလိုက်လေသည် ထိုကညာကြီးက ထောင်ကဲလိုအလုံးဝက်သားစားတယ်နော်မင်းကြီးမင်းလေးကိုကိုယ်လိုဝက်သားမစားတဲ့ထောင်ကဲပါသေးလားဟုခက်တီတီနဲ့နောက်လိုက်ရာ ဘွဲ့ယုံပြမမြန်မာကူလီများကဝါကနဲ့ရင်မောကြလေသည်တရုတ်များမှာမူမြကြီးဤစကားကိုခက်ကြောင်ကြောင်ဖြစ်သွားပြီးနောက်မှအတိတ်ပဲပေါက်ကရင်မောကြ၏ကနီးနဲ့တရုတ်မှာဝတ်သားမစားတာမရှိဘူးဆွားဆွားဟုတရုတ်ပိုက်ဘူးကပြောလိုက်လေ၏မြန်မာကူလီတယောက်ကမူမြကြီးကိုကြည့်၍လူကတော့နောက်ပါကွာခုမှရောက်လာတယ်ခုပဲနောက်တော့တာပဲဟုပြောလိုက်လေသည်မြကြီးလည်းဈေးသို့သွား၍ဝတ်သားမုံကြီးရွက်ချက်သူမိတ်မုံလာဦးပဲပြပဲပင်ပေါ့ဆသော ်တရုတ်ကြဟင်းလျာများကိုဝယ်၍ပြန်လာခဲ့ပြီးနှင့်စတင်ချက်ပြုတ်လေသည်ညာကြီးသည်ထမင်းကိုမူကောင်းစွာချက်တတ်၏သို့ရာတွင်ဟင်းကိုကဖြစ်ဖြစ်များများမချက်တတ်သဖြင့်အစဉ်တည်းလှီးချွတ်ပြီးသည့်အခါတရုတ်ဘိုက်ဘူးအားထွက်၍ခေါ်ပြီးလင်ထောင်ခဲ့ဘိုက်ဘူးရဟင်းချက်ကိုပြပေးပါအောင်တခါနခါပြပေးရမှာပါနောက်ဟာတော့ကျုပ်ဟာကျိုးချက်မှာပါဟုပြောရာကူလီများနဲ့တရုတ်များကရီမော့ချပြန်၏လီရင်ပြန်လောက်တာလောက်မိခတ်ဖို့ဆိုဟုဘိုက်ဘူးကပြော၏အာဒါတော့ဒါပေါ့ထောင်ခဲ့ရ မတက်လို့တစ်ခါနှစ်ခါပဲပြခိုင်းတာလေလေးမြလောက်တာဆိုရင်တော့တစ်ခါနှစ်ခါပြရုံနဲ့ဘယ်ရမလဲဟုညာကြီးကပြော၍တရုတ်ပိုက်ဘူးအမရမကခေါ်လာခဲ့ရတရုတ်ပိုက်ဘူးကခွေးချေပူကလေးကိုပါယူ၍ဒီဖို့တို့လိုက်လာပြီးလင်ထိုးခွေးချေပူကလေးပေါ်၌ထိုင်ကညွန့်ပြလေသည်ညာကြီးမှာတုခါ၌အဝိတ်ကျိုးတန်းပေါ်မှာအဝိတ်တဲကိုကောက်ရပတ်ပြီးလင်တန်ရမကြီးတကန်ကန်နဲ့တရုတ်ပိုက်ဘူးပြောသည့်အချိန်စိတ်ပါလက်ပါချက်ပြုတ်လေတော့သည်ထိုးတို့ချက်ပြုတ်နေရင် ငါဒီမှာနေတော့တရုတ်စကားလေးပါလေနည်းနည်းပါးပါးသင်ထားရရင်ကောင်းမှာပဲဟုတွေးမိထိုးထိုးတွေ့ရမှာတပန်ဒီတရုတ်တွေကငါ့ကိုတကူးတကားတော့တင်ပေးကြမှာမဟုတ်ဘူးသူတို့ပြောတာကိုလိုက်ပြီးမှတ်ရမှာပဲဟုစဉ်းစားမိပြန်သည်ထိုးထိုးစဉ်းစားမိရမှာမိသည့်ဘာသာစကားဖြစ်စေဘာလဲဆိုသည့်အချက်ကိုစတင်တက်ကြွန်းရလို့ပဲဒီထိုစကားကိုပြောတဲ့လင်မိမိတီးသည်မြတ်ကိုဘာလဲဟုမေးမြန်း၍တပတ်လိုပြောသည်မြတ်အတန်အတွက်ကို လိုက်လံမှတ်သားထားရုံနဲ့စကလုံးတော်တော်များများကိုတက်ကြန်သွားနိုင်ကြောင်းကိုစဉ်းစားမိတဲ့ပြင်များကြီးသည်တရုတ်လိုဘာလဲဆိုသည်ကိုတက်ရန်ကြံစီလေးတော်သည်ကြံစီပုံကဤသို့ဖြစ်၏မိဘဘေးတွင်ရှိသောငံပြားရေပလင်းရှာလကာရေပလင်းရုပ်စီပလင်းစသည်တို့ကိုနန်းချီပြီးနောက်ပလင်းလွတ်တွင်သို့တရုတ်ဘိုက်ဘူးမမြင်စေဘဲရေများကိုလောင်းထက်လိုက်လေသည်ဟီကောင်ဒီမှာချလိုက်တော့ဆူပီဆူပီဟုတ်တေဘိုက်ဘူးကပြောတဲ့ပြင်မြကြီးလည်းအစိမ့်ကြော်အိုးကိုချလိုက် ဂျပန်တရုတ်ပိုက်ကဆက်နှမျိုးဟင်းချိုချက်ရံအတွက်အိုဒလုံအတွင်းသို့ဟိုဟာထက်ဒီဟာထက်နဲ့မြကြီးအားစီခိုင်းပြန်သည်မြကြီးလည်းစီခိုင်းသည့်အတိုင်းပြုလုပ်ရင်ထောင်းခဲ့တရုတ်စကားသင်ပေးပါဟုပြောလေမိယာဦးခတ်လိုက်ဟုတရုတ်ပိုက်ကပြန်ပြော၏တရုတ်လိုဘာလဲဆိုတာကိုဘာလို့ပြောသလဲဟုမြကြီးကမေးလျာပိုက်ဘူးကစိတ်ဆိုးစွာဖြင့်မြကြီးအားစီပိုင်းရောတိုင်ကီရောဆောင်းအောင်ဆဲဆိုပြီးနောက်မိပြောဘူးဟုဆိုလေမြကြီးကထိုခါ၌ စောစောကရေးထည့်ထားသောပလင်းနှင့်အတူရှာလကရေးပလင်းကိုယူ၍တရုတ်ပိုက်ဘူးကထောက်ခဲ့ဒါကရှာလကရေးပြဒါကတော့ဘာလဲမသိဘူးဟုပြသလင်းတရုတ်ပိုက်ဘူးလဲရှာလကရေးပလင်းကိုနမ်းကြည့်ပြီးနောက်ရေးထည့်ထားသောပလင်းကိုနမ်းကြည့်ပြန်ကမိသည့်ပလင်းဖြစ်ကြောင်းမပြောနိုင်တဲ့ဖြင့်ပွဲယုံရှိမှတရုတ်ကလေးကိုခေါ်ယူ၍ပလင်းကိုပြပြီးနောက်တရုတ်လိုချစ်ကရှိရှမဟုမေးလိုက်လေသည်တယောက်ကလေးကလည်းထိုပလင်းကိုယူ၍နန်းကြီးကဟောပုစ္စတဟုခံခါ၍ပြောပြန်၏ ။မြကြီးကထိုကဘိုက်ပူပြောသောချစ်ကိုရှိရှိမဆိုဒီမှာတပါလဲဟုအထိပယ်ရမည်ဖြစ်ကြောင်းရိတ်မိလိုက်လေသည်။တယောက်ကလေးပြောသောဟောပွတ်ချစ်ကဟူဒီမှာလည်းမသိဘူးဟုအထိပယ်ရမည်ဖြစ်ကြောင်းအတက်တိလိုက်ထိုကြောင့်မြကြီးကမြုပ်စီပလင်းအာယူ၍တယောက်ကလေးကိုချစ်ကိုရှိရှိမဟုမေးလိုက်ရာတယောက်ဘိုက်ပူကမျက်လုံးပြူးသွားသည်။တယောက်ကလေးကမြကြီးပြသောပလင်းကိုဖွင့်ကြည့်ပြီးလည်းလာတောင်ဆွမ်းဟုပြော၏။မြကြီးကငရုတ်စီကိုတရုတ်လိုလာကြောက်ဆွမ်းဟုခေါ်ကြောင်းမှတ်သားထားလိုက်လေသည်။ တရုတ်ဘိုက်ဘူကမြကြီးအားတရုတ်လူများတက်နေမည်လားဟုတန်တရားဖြစ်ကတရုတ်ဘာသာဖြင့်နီခော့ရှော့ဂျွန်ကိုဟာမာမင်းတရုတ်စကားပြောတတ်လားဟုမေးလာရာမြကြီးကစောစောကအကောင်ကလေးပြောစဉ်ကမှတ်သားထားသည်မသိဘူးဝဘုဇ္ဇတဟူသောစကားကိုစဉ်းစားမိသဖြင့်ဝဘုဇ္ဇတဟုပြောလိုက်ရာတရုတ်ဘိုက်ဘူကလွန်စွာသဘောကျ၍သွားလေသည်ထိုချိန်မှစ၍မြကြီးကဇွန်ကိုကာ၍တရုတ်ဘိုက်ဘူအားတီကောစစမဟုမေးလျာတရုတ်ဘိုက်ဘူက ယောက်ချီဟုပြန်၍ပြောလေသည်ထိုကမြကြီးကဇွန်းကိုတရုတ်လိုယောက်ချီဟုခေါ်ကြောင်းမှတ်သားလိုက်ပြန်၏ထိုမှတပန်းအိုးကိုကန်၍၎င်းပကံကိုကန်၍၎င်းတူကိုကန်၍၎င်းတစ်ကိုဆစမဟုရေးမိခဲ့ရာတရုတ်ပိုက်ဘူးကဝေါဖန်ဝမ်ခွိုက်ကြီးစသဖြင့်တရုတ်လိုပြောဆိုလေသည်ဤသို့နှင့်ပင်မြကြီးသည်ထမင်းဟင်းအားလုံးချက်သည့်အခါတွင်တရုတ်စကားလုံးဆယ်လုံးခန့်ရရှိသွားလေသည်ထို့နောက်လည်းတိလိုသည်။မြကိုတစ်ကိုဆစမဟု၍ပင်မေးမြန်းခဲ့လေရာအချိန်ပိုင်းတွင်၌ ဝက်သားဟင်းအစိမ့်ကျော်ဆက်နှမျိုးဟင်းကျော်ထမင်းစသည်တို့ကိုတရုတ်အခေါ်တော်တော်များများရရှိခဲ့လေ၏ထမင်းဟင်းများကျက်သောဇဝဲဝိုင်းကြီးပေါ်၌ထမင်းအိုယော်ဟင်းအိုးကိုပါတင်ပြီးနောက်ဗကန်လုံးကလေးများကိုပတ်ပတ်လဲချကဗကန်လုံးကလေးများပေါ်၌လည်းအတူတစုံစီကိုလာ၍တင်ထားပေးလေသည်ပွဲရုံမှတရုတ်များကလည်းထမင်းစားချိန်ရောက်သောဇဝဲကုန်၌လာရောက်၍ဝိုင်းထိုင်ကြလေသည်အများကြီးကိုပါထိုင်စေ၍အတူတကွစားတော့ကြလေ၏ညာကြီးလည်းပျော်ရွှင်စွာဖြင့်ပင်ဗကန်တလုံးကိုကောက်ယူ၍ ထမင်းထဲကတူဖြင့်စားတော့လေသည် ထို့နောက်တရုတ်များကိုမြကြီးကဝက်သားဟင်းကို တူဖြင့်ပြလေတစ်ကော့စီဂျိုလျော့ချိုင်ဟူ၍ဝက်သားဟင်းကို၎င်းအစင်းကြော်ကိုတူဖြင့်ထား၍ချောက်ကြချိုင်ဟူ၍၎င်းဆန်နှမျိုးဟင်းကိုကြချိုင်ထန်းဟူ၍၎င်းတရုတ်လိုပြောပြလေရာပွဲရုံမှာတရုတ်များသည်မြကြီး၏ပျော်ပျော်ရွှင်ရွှင်ရွှ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  မြကြီးနားမလဲတော့တရုတ်စကားနဲ့ပြောလာရမြကြီးကနားမလဲကြောင်းကိုဝါပွတ်စသဟူ၍တရုတ်လိုပြောလာရတရုတ်များသည်ထမင်းများတီးကောင်သည်အထိရီမောကြနေတော်သည်ဤသို့နှင့်ပင်မြကြီးသည်တရုတ်ဘက်ကူ၏ဘွဲ့ယုံ၌တရုတ်တို့၏ချစ်ခင်ခြင်းခံရသောခတ္တမဘွားသို့ရောက်ရှိကြရနေတော်သည်ခတ္တမဆိုတော့သူတထင်တာတော့ထမင်းချက်ကိုအိန္ဒိယလိုပြောရလားမသိဘူးဤကစကားချက်ဤသို့နှင့်ပင်မြကြီးသည် ။ရှောက်ပြီးသုံးရက်မြောက်သောနေ့၌ရန်ကုန်ဘွဲ့ရုံမှမြကြီးတို့ဘွဲ့ရုံထံသို့တန်ကျိုးစာတစ်ဆောင်ရောက်ရှိလာလေသည်။ဘွဲ့ရုံရှိတယုတ်တို့လည်းတန်ကျိုးစာကိုမဖတ်တတ်သဖြင့်မြို့ထဲတွင်ရှိနေသောတန်ကျိုးစာဖတ်တတ်သောလူထံသို့တယုတ်ကလေးတူကိုစပိန်ဖြင့်သွားရန်ဆေးလွတ်လိုက်လေသည်။ထို့ကမြကြီးကတယုတ်ဘိုက်ဘူးအားထောင်းခဲ့တန်ကျိုးစာလာကျုပ်တက်ပါရဲ့ဗျာကျုပ်ဖတ်ပေးပါမယ်ဟုပြောလိုက်ရာတယုတ်တို့ကလည်းမယုံတဝက်ယုံတဝက်ဖြင့်ဖတ်ခိုင်းလေသည်။မြကြီးဖတ်ရသောတန်ကျိုးစာမှာအောက်ပါတိုင်းဖြစ်ပြီး Garlic Lua said all immediately reply whether Sinche don't soak require or not. အတိပ္ပယ်မှာကြက်တုံဖြူများစည်းကြရန်ရှိသည့်အမြန်ရောင်းလိုက်စင်ကြေးတုံးဆက်ပြပို့ရန်လိုမလိုအကြောင်းပြန်ဟူ၍ဖြစ်သည်။ညာကြီးကလည်းတန်ကျိုးစာဤအတိပ္ပယ်ကိုတရုတ်များအားရှင်းပြ၏။တရုတ်များကလည်းလွန်စွာသဘောကျလေသည်။ထို့နောက်တရုတ်ပိုက်ဘူးက စင်ချေးတုံးဆက်ပြာမပို့နိုင်အောင်စက်သွွန်ပြူပေါက်ဈေးနဲ့ရောင်းလိုက်မယ်ဆိုသည့်အကြောင်းကိုမြကြီးအားတန်ကျိုးစာရေးခိုင်းလေသည်မြကြီးလည်းမိမိကျွမ်းကျင်ပြီးအလုပ်ဖြစ်တဲ့ပြင်ချက်ချင်းပင်ရေးပေးလိုက်လေသည်ထိုကားတယောက်တယောက်ကစပိန်နှင့်ပွဲရုံရှိသို့ရောက်လာ၏ထိုတယောက်အားပွဲရုံမှတယောက်များကဟီကိုဟုခေါ်ကြသည်ကိုမြကြီးသတိပြုမိလေသည်ထိုတယောက်မှာအသက်အတော်တန်ကြီးပြီဖြစ်၍ ။သပင်များပင်ဖြူစားပြုတ်နေပြီဖြစ်သည်။ထိုတရုတ်မှာတန်ကျိုးစာဖတ်ပေးသည်ဆိုသောတရုတ်ဖြစ်ပုံရ၏။တရုတ်ပိုက်ဘူးသည်ထိုတရုတ်အားတန်ကျိုးစာကိုပြလင်းထိုတရုတ်ကလည်းအင်္ဂလိပ်စာကိုတရုတ်တန်နေရွရွအထိပယ်ကိုတရုတ်ဘာသာဖြင့်ပြန်၍ပေးလိုက်ရာမြားကြီးပြန်သည့်အတိုင်းဖြစ်ကြောင်းတွေ့ရလင်။ပွဲရုံမှာတရုတ်တို့သည်မြားကြီးအားထင်ကြီး၍သွားကြလေသည်။တပန်တရုတ်ပိုက်ဘူးကမြားကြီးရေးထားသည့်တန်ကျိုးစာကိုတရုတ်အားပြလိုက်ရာထိုတရုတ်ကတရုတ်ဘာသာဖြင့်မြေသူရေးသနည်းဟုမေးလေ၏။တရုတ်ပိုက်ဘူးကမြားကြီးကိုညွှန်ပြလင်းထိုတရုတ်ကမြားကြီးအားအင်္ဂလိပ်ဘာသာဖြင့် မင်းဘယ်သူလဲဘယ်ကလာသလဲဒီမှာဘာလုပ်ငန်းလုပ်ဖို့ရောက်နေသလဲဟုမေးလေသည်ထိုကမြကြီးကကျုပ်နာမည်မြကြီးရန်ကုန်မှာနေတယ်အစားကောင်းအပေါက်ကောင်းမစားဘူးသေးတဲ့တရုတ်ချုပ်ကိုစားဖို့အောင်ကြွေးဖို့တာဝန်နဲ့မန္တလေးရောက်နေတာပဲဟုအထိတ်ပဲရသောအင်္ဂလိပ်စကားဖြင့်ပြောလာရာထိုတရုတ်ကတရုတ်ချင်းတရုတ်ဘာသာဖြင့်ဘာသာပြန်၍ပြောလာလင်တရုတ်ပိုက်ဘူးနေတကွပွဲယုံရှိတရုတ်များကလည်းရီမောကြလေတော့သည်ထိုနောက်တရုတ်ကတန်ကျိုးစာဖတ်ခန်းရန်တော်၎င်းရေးခန်းရန်တော်၎င်းသူ့ထံသို့လာရန်မလိုတော့ကြောင်း ထိုသူမှာကောင်းစွာတက်ကြွသူဖြစ်ကြောင်းပြောဆို၍မြကြီးကိုပါနှုတ်ဆက်ကားပြန်၍သွားလေတော့သည်ထိုနေ့မှစ၍မြကြီးသည်တရုတ်ပိုက်ပူ၏ဘွဲယုံ၌ထမင်းချက်တာဝန်အပြင်တန်ကျိုးစာဖတ်ရန်ရေးရန်လှုပ်တာဝန်ကိုပါပူတွဲထမ်းဆောင်ရလေတော့သည်အခြားသောဘွဲယုံများကလည်းတန်ကျိုးစာလာ၍ဖတ်ကား၏ရေးခိုင်း၏ထို့ကြောင့်မြကြီးသည်တနေ့လင်းတန်ကျိုးစာ၁၀ဆောင်ကနေ၁၆ဆောင်တွင်ရေးရာဖတ်ရလေသည်ဘွဲယုံများမှလည်းမြကြီးသာ တန်ကျိုးစာဖက်ကန်းရေးခန်းသည့်အခါတိုင်း၌ဆက်လက်ဖို့အဖြစ်တပည့်တမှုပေးသွားကြသည်ကြီးဖြစ်လျာမြာကြီးဖို့တနေ့လေငွေ၃လေးကျပ်မျှစီနေလေသည်မြာကြီးအား၎င်းပွဲယုံမှတရုတ်များသာမကအခြားသောပွဲယုံမှတရုတ်များကလည်းအင်ဂျီဝက်စားများပေးကမ်းကြ၏သည်ဖြစ်လျာမြာကြီးလည်းအဝက်စားတက်တက်ရရဝက်နိုင်လာလေတော့သည်ညာကြီးသည် နေစဉ်ရသည်မြငွေတို့ကိုစုဆောင်လျက်ရသည်မြဤတဝက်တီတီကိုလှမောင်၏မိခင်ကြီးထံသို့လှမောင်၏ပြင်ငွေတင်ပို့ပေးလေသည်တခါတည်း၌အောက်ပါစာမျိုးတို့ကိုလည်းရေးသားပေးပို့တတ်လေသည် အမေခမညာတားမောင်ယူသေးစွာစာရေးလိုက်ပါသည်တားမောင်လည်းအမေပို့သားသောမေတ္တာကြောင့်ကျမ်းမာပဂရိချမ်းသာစွာရှိပါသည်အမေလည်းကျမ်းမာရေးကိုအထူးပြုဆိုင်ရန်မှာကြလိုပါသည်ငွေကိုလည်းလှစဉ်ပို့ပေးပါမည်ရှင်းနှစ်ခါတွင်အိမ်ကိုပြင်၍စောင့်နိုင်ရန်လည်းတားမောင်ငွေစုလျက်ရှိပါသည်ယူသေးစွာဖြင့်တားမောင်လှမောင်တော်ရွှေရလည်းမြကြီးပို့ပေးလိုက်သောထက်ပါစာမျိုးကိုရသည့်အခါ၌တလန်းလုံးတိန်တဲ့တိန်စင်လိုက်နှင်ပြသလေသည်။တားရှင်သမီးရှင်တို့ကိုလည်းတော်ရွှေရကဖြင့် ဒါကလေးတယောက်ဆိုတလောက်ပါပဲအားကိုးရပါပေးတယ်ဟူချင်းမွန်ကြကုန်၏ညာကြီးမှာလကုန်ဒီနေ့တပြန်တည်းထဲဒေါ်ရွှေရထံသို့ငွေပို့လေရှိလေသည်ဇာကိုလည်းမကြမကြာထဲ့လေရှိညာကြီးသည်တရုတ်ပိုက်ပူ၏ပွဲယုံနိုင်နေရင်တရုတ်စကားကိုမရှက်မကြောက်ပြောဆိုလေလာရာ6လခန့်ကြာလင်အတော်ကလေးပင်ပြောတဲ့ဆိုတဲ့နေပြီဖြစ်၏ညာကြီး၏စူးစမ်းပုံကိုမြင်တွေ့ရသောတရုတ်ပိုက်ပူလည်းညာကြီးသိလိုသမျှကိုတင်ကြားပေးခဲ့လေသည် တရုတ်ပိုက်ဘူးလည်းမြကြီးအားထမင်းချက်လာကအဖြစ်တလလီငွေ20ပေးဤညာကြီးမှာတစ်နှစ်လောက်လုံးမိသည့်အခါတွင်ရရှိသောလာကရောတန်ကျိုးစာဖတ်ပြီးရေးပြရသည့်အတွက်ရရှိသောဆက်လက်ဖို့များပါဝင်ငွေ900-600ခန့်ရရှိခဲ့လေသည်။ဒေါ်ရွှေရထံသို့တင်ပို့ခဲ့သောငွေစုစုပေါင်းသည်300ခန့်ရှိပေ၍လက်ထဲတွင်ငွေ200ကျော်ကျော်ခန့်စုဆောင်မိလေသည်။ ညာကြီးသည်ပွဲရုံတန်း၌အလုံးလုံးနေကြသောပခုံးတန်းအလုံးသမားတိုင်းလိုလိုနှင့်ခင်မင်နေပေသည်ထိုထဲတွင်ဥပါသိန်းအားခင်မင်ဆုံးဖြစ်၏ထို့ကြောင့်အချိန်အားရသည့်ခါတိုင်းဥပါသိန်းတို့နေထိုင်ရာကောဝင်စိန်အနီးရှိတဲတန်းတို့မကြာခဏဆိုသလိုတွားရောက်လဲပတ်လေရှိပေသည်တနေ့တနားညာကြီးသည်ဥပါသိန်းအိမ်သို့တွားရောက်လဲပတ်ရာတွင်ဥပါသိန်းအိမ်၌၎င်းအိမ်ရောက်နေသောဥပါသိန်း၏မိတ်ဆွေဖိုးကြီးတို့နှင့်တွေ့ဆုံရလေသည်ထိုဖိုးကြီးအမိကဥလယ်ဟူ၍ဖြစ်ဥလယ်အားဥပါသိန်းသားသမီးများက လွန်စွာခင်ကြကြောင်းတွေ့ရလေသည်ဥလည်းသည်ဥပါသိဉ္စသာသွင်းများအားပဝိထုများပြောပြခြင်းခညက်ပဲကြည်လွန်စသည်ခလေးကြိုက်တေးစာများဝယ်ယူလာရလေသည်မြကြီးလည်းဥပသိန်းအိမ်တို့အလဲဖက်ရောက်ရှိသည့်အချိန်များမနေတော့ပေတို့ရရင်ဥလန်နေမူယခုတစ်ချိန်သာဆုံတွေ့ရလေသည်ဥလဲကရေနွေးချက်ပကံအတွင်းတို့ရေနွေးငှဲ့ထည့်လာပြီလင်မြကြီးရှေ့သို့ချပေးပြီးတငယ်ရေနွေးတော့ပါအောင်ကဘာသိန်းကတော့ရေချိုးသွားလေရဲ့မကြခင်ပြန်လာမှာပါဟုပြောလေသည်မြကြီးလည်း ဥလည်းထည့်ပေးသောရင်းနှွေးချမ်းကိုတောက်လေသည်ထို့နောက်ပကံအတွင်း၌ရင်းနှွေးကုန်သွားသည့်အခါတွင်ရင်းနှွေးခရကိုမှယူ၍ဥလည်းပကံအတွင်းသို့ရင်းနှွေးထည့်ပေးပြီးနောက်မိမိပကံကုန်မှုဆက်လက်၍ငှဲ့မတောက်လို့တော့သဖြင့်ရှေ့သို့တိုးထားလိုက်၏ထို့နောက်အိတ်အတွင်းမှလက်ဆောင်ရထားသောစင်တစိ Secret Book ကိုထုတ်၍ဥလည်းအားဦးလေဆက်လိုက်တောက်ပါအောင်ဟုဆက်လိုက်တယ်လေဒီဦးလေက secret book ကိုကြည့်ပြီးနောက်ခေါင်းခါလိုက်လေဒီတောက်ပါဦးလေကျွန်တော်လည်းလက်ဆောင်ရထားတာဆိုင်မှာသွားပြီးသွင်းတော့လည်းမယူတာနဲ့တောက်နေတာ ိုက်လာလို့တော့မဟုတ်ပါဘူး။တောက်ပါဦးလေးဟုဆိုကစီကရက်လိတ်ကိုထုတ်တယ်လိုက်။ဦးလေလည်းစီကရက်လိတ်ကိုယူ၍လက်ကြားတွင်ညက်ကရှိုက်ဖွာလိုက်လေသည်။ဦးလေဤစီကရက်ကိုင်းပုံလက်ကြား၌ညက်ပုံကိုကြည့်ယုံမျှနေမည်။ဤဖိုးကြီးကတစ်ချိန်ကစီကရက်ကိုအတော်တန်ကြိုက်နှစ်သက်ယုံမျှမကဆွဲဆွဲမြဲမြဲတောက်ခဲ့သူဖြစ်ကြောင်းညကြီးကရိပ်မိလေတော့သည်။ဦးလေအရင်ကစီကရက်တော်တော်တောက်မယ်မှတ်တယ်ဟုညကြီးကပြောလိုက်ရာဦးလေကပြုံး၍ကံကြမ္မာလှဲပိန်ပေါ်ပိုင်းမှာအနဲ့ရောင်ရောက်နေတော့က တောက်တာပေါ့ကွယ်ဟုဆိုလေဦးလေးပြောတာကျွန်တော်နားမလည်ဘူးခင်ဗျာဟုအမကြီးကပြောလိုက်ရဦးလေကဟဲ့ဟဲ့ပဲပဲရီမောဤဒီလိုကငါကဘယ်တော့မှဘေးတယ်မမေးဘူးကကံကြမာကငါကဒီလိုသဘောထားတယ်ဟုစချီလေသည်ဘယ်လိုသဘောထားတာလဲဦးလေးဟုအမကြီးကမေးလေကံကြမာကလဲဘိန်းနဲ့တူတယ်ကလဲဘိန်းကဝင်ရိုးကနေတချမ်းကိုအဖြူရောင်တုတ်ထားကကျန်တဲ့အချမ်းကိုတော့အနဲ့ရောင်တုတ်ထားတယ်လို့ဆိုကြပါစို့အဖြူရောင်ကကန်ကောင်းချင်းအနဲ့ရောင်ကကန်ဆိုးချင်းလို့မှတ်ထားမယ်ပေါ့ကဟုတ်ကဲ့ဦးလေးပြောပါဦး ကိုရဲကန်ကျမလဲပေးမှာဖြူအောင်ချမ်းကအပေါ်ကိုရောက်နေရဲဆိုရင်ကန်ကောင်းတယ်ပေါ့ကွာအနဲ့ရောင်ကအပေါ်ဘက်ရောက်နေတော့ကန်ဆိုးတယ်ပေါ့ကွာဟုတ်ပြီဦးလေးတကယ်လို့ဖြူအောင်ကပေါ်ပိုင်းရောက်နေတဲ့အခါကန်ကောင်းနေပြီဆိုတော့လဲပင်းကိုဆက်ပြီးမလဲစီနဲ့ပေါ့ကွာလဲလိုက်တာနဲ့ဖြူအောင်ကအောက်ကိုရောက်သွားပြီးအနဲ့ရောင်ကအပေါ်ကိုတက်လာလိမ့်မယ်မဟုတ်လားအဲ့ဒီခါမှာလဲကိုတခါရက်ရက်ထားလေးကောင်းနေပေါ့ကွာရက်နေတဲ့များကန်ကောင်းခြင်းပဲဖြစ်နေမှာကိုကွာတကယ်လို့အနဲ့ရောင်ချမ်းကပေါ်ကိုရောက်နေရင်တော့လဲပင်းကိုမြန်မြန်လဲအောင်ကြိုးစားရလိမ့်မယ် မင်းကိုကြာဖို့နဲ့နာနာနှဲ့ရမယ်။မင်းကဆွဲမှလဲဝင်းကလဲမယ်မဟုတ်လား။လဲဝင်းလဲမှအနေအောင်ကအောက်ကိုရောက်သွားမယ်မဟုတ်လားကွာ။ဟုတ်တာပေါ့ဦးလေး။အေးဒါပေမဲ့မင်းကိုရိုက်ပြီးပြေးကြည့်နေလို့လည်းမဖြစ်သေးဘူးကွာ။အဲ့ဒါလိုပြည်နေမယ်ဆိုဖြူတလဲအနဲ့တလဲဖြစ်နေမှာပေါ့မကြမကြရက်ကြည့်ရမယ်အဲ့ဒီလိုရက်ကြည့်လို့အနဲ့ရောင်ချမ်းကအပေါ်ဘက်မှာလာပြီးရောက်နေဆက်ပြီးမောင်းပေါ့ကွာဖြူရောင်ချမ်းကအပေါ်ရောက်နေရင်တော့မင်းကိုနည်းနည်းမှမရွေ့နိုင်အောင်ဆက်ကျိုးကိုတားဆွဲထားဖို့လိုမယ်ကွာ ဲဒီလိုပဲကွာလူမာလည်းအကန်ကောင်းလို့စီးပွားရေးအဆင်ပြေပြီဆိုရင်ရှစ်ဆက်ပြီးတိတ်မလှုပ်နဲ့တော့ကွာငင်းငင်းသာနေပြီးတော့အေးအဆင်မပြေဘူးစီးပွားရေးကြက်တဲလာပြီဆိုရင်မြင်းကိုမြန်မြန်မောင်းဖို့လိုပြီးလှုပ်ရှားဖို့လိုပြီးလှုပ်ရှားရင်းနဲ့လက်ဝင်ရိုးပဲကြိုကြိုမြင့်မဲ့တည်တည်မတတ်နိုင်ဘူးကွာအဲ့ဒီခါမျိုးမှာတော့အရင်လှုပ်ရှားရမှာပဲလူမျိုးမျိုးနဲ့ပေါင်းရမှာပဲအဲ့ဒီလိုလှုပ်ရှားရင်းနဲ့အဖြူပိုင်းအပေါ်ရောက်လာရင်တော့အပေါင်းသေးနေလဲရှော့ပြရမယ်အတနည်းပြောရရင်အနိုင်နဲ့ပိုင်းပြရမယ်ကွာဦးလေးနီယာမစိုးဘူးခင်ဗျာဟုညာကြီးကပြောလိုက်လေဤ ငါရဲ့ကံကြမ္မာလှည့်ပင်အနက်ချမ်းအပေါ်ရောက်တဲ့အချိန်တုန်းကငါကလူပေါင်းစုံနဲ့ပေါင်းခဲ့တယ်အနေနဲ့သွားပြီးအလုပ်မျိုးမျိုးလုပ်ပြီးလှုပ်ရှားခဲ့တယ်အဲ့ဒီတုန်းက secret ရောအရက်ရောမိမရောဖဲ့ရောစုံနေတာပဲလှည့်ပင်ကိုမှုတ်နေအောင်လှည့်နေတာဆိုတော့အကုန်လုံးကိုလှုပ်ခဲ့ပါတယ်ကွာအခုတော့စီဝါရေးပိုင်းမှာအဆအဆအဆင်ပြေသွားပြီးကံကြမ္မာလှည့်ပင်အပေါ်ပိုင်းကအဖြူဘက်ဖြစ်နေပြီးချမ်းသာနေပြီဆိုတော့လှည့်ပင်မလဲအောင်မြင့်ကိုတခါရက်ရက်ပြစ်လာပြီးကွာဒါကြောင့်အကျက်လဲမတောက်တော့ဘူးဖဲလဲမကစားတော့ဘူးပျော်ပါလဲမလိုက်တော့ဘူး secret တောင်မတောက်တော့ဘူးတကယ်လို့အဖြူကအောက်ကျနေပြီးအ내ရောင်ပေါ်တက်လာမယ်ဆိုရင်တော့ဒါတွေပြန်လုံးမိအောင်မလားမစိုးနိုင်တော့ဘူးကွာဒါမဲ့အဲဒီလိုတော့မဖြစ်နိုင်တော့ဘူးကွာမြင်းကိုတခါတည်းရက်ပစ်ထားပြီကွာဟုဥလေကပြောလေသည်မြကြီးမှာ secret ဘာရင်ဥလေဤစကားစမ်းကိုအံ့ဩယူနေလေဤဖဲကစားသလိုပေါ့ကွာမနိုင်ခင်မှာယာနဲ့ထောင်နဲ့ချီပြီးထိုးကျင်ထိုးပေါ့ကွာကိုယ်လည်းတဲ့ထောင်နဲ့တောင်းနဲ့ချီပြီးရနေပြီဆိုရင်တော့ယာနဲ့ထောင်နဲ့ချီပြီးချမထိုးနဲ့တော့မလွဲတာလို့ထိုးရရင်လည်းတမတ်ငါးမှုလောက်ပဲထိုးပြီတော့ဟု ဥလေကပြောလာရမြကြီးကသဘောကျလျက်ဥလိဟာကဟုတ်ကြီးပဲဟုထောက်ခံလာလေသည်အေးတခါတရံမှာစီဝါရေးလှဲပင်ကတော့အဖြူချမ်းအပေါ်မှာတော့ရောက်နေလျက်အိမ်တော်ကြီးမှာတော့ကန်ဆူပြီးအနှက်ချမ်းကအပေါ်ကိုရောက်နေမယ်အတုံးမကြတဲ့မိမအကျင့်စာရိတာမကောင်းတဲ့မိမကိုရနေရဆိုပါတော့ကွာအဲ့ဒီအခါမျိုးမှာစီဝါရေးလှဲပင်ကိုရက်ထားပြီးအိမ်တော်ကြီးလှဲပင်ကိုလှည့်ရတော့မယ်ကွာမကောင်းတဲ့မိမကိုတန်ရောစင်တွဲနေလို့မဖြစ်ပေဘူးဆွတ်လို့တင်းရင်လဲဆွတ်လို့ပြီး ိမ်အောင်တိတ်ကိုထူထောင်ရမယ်အဲ့ဒီလိုပဲကွာတခါကငါမှစီပွားရေးလဲဘင်းကအဖြူချင်းအပေါ်ကိုရောက်တော့မယ်အချိန်မှာအိမ်အောင်ရေးလဲဘင်းကညံ့တကွာငါကလည်းအဲ့ဒီအချိန်မှာအိမ်အောင်ပြုတ်လိုက်မိတယ်အိမ်အောင်ရေးလဲဘင်းကိုလှည့်လိုက်မိရပေါ့ကွာငါမိမနာမည်ကမတ်ရွှေရတယ်ကွာနာမည်ကရွှေရဆိုတဲ့အတိုင်းရွှေကိုတည်ပြီးလိုချင်တာကိုကွာရတာမှမကြသေးဘူးလက်ဝက်လက်စားတစ်ခုပြီးတစ်ခုလောက်ခိုင်းတော့တာပဲဟိ့ ေးပြောရအောင်မယ်သူကပိုကားလေးလဲဆွဲတယ်ကွာမြင်းကလေးလဲလောင်းတယ်ကွာဒီတော့ငါကမလုပ်ဖို့တားမြင်သေးတယ်ဒါပေမဲ့နားမထောင်ဘူးကွာအဲ့ဒီခါမှာငါရဲ့အိမ်နာမေးလဲဘိန်ကိုအနက်ချမ်းအပေါ်ရောက်နေပြီဆိုတာရိပ်မိတာနဲ့လဲဘိန်ကိုအရမခံမဲနဲ့တရက်ဆက်လှဲ့တော့တာပဲသူကလည်းအားကြမခံထင်ရလောက်လာတယ်အဲ့ဒီမှာမက်ရွှေရနဲ့ငါနဲ့ကွဲတော့တာပဲသူနဲ့လဲကွဲရောအိမ်နာမေးလဲဘိန်ကိုအဲ့ဒီမှာနေမဲ့ရက်ပလိုက်တယ်သူ့မှာကိုဝင်6လနဲ့ကျန်းရင်ခက်လေရဲ့အဲ့ဒီကိုဝင်ကြောင်းငါနဲ့သူ လမ်းခွဲဖို့ဖြစ်လာရတယ်လို့ဆိုချင်းဆိုနိုင်တယ်ပေါ့ကွာဦးလေးမိမကဘယ်ကလဲခင်ဗျာဟိုမြကြီးကမေးလိုက်ရဦးလေကရန်ကုန်ကကွာတာမွေဘက်မှာနေတယ်ကွာနောက်တော့တာမွေကအင်ကိုရောက်ပြီးကြောင်မြောင်ရက်ခွက်ကကြောက်တော်လန့်ဆိုလားကြောက်ရည်တွင်းလန့်ဆိုလားမသိပါဘူးကွာအဲ့ဒီကိုပြောင်းသွားတယ်လို့ကြားတာပဲဗျာခုမြကြီးကရောင်ရမ်း၍ဩလာလေသည်မြကြီးတိထားသည်မှာတော်ရွှေရကြီးသည်မုတ်ဆိုးမကြီးဟုတိထားသည်ယခုမှမုတ်ဆိုးမကြီးမဟုတ်ယုံများမကား ဒေါ်ရွှေရာကြီး၏လင်ယောက်ျားဖြစ်သူဥလေကိုပင် တွေ့နေရပေပြီ အဖြစ်မှန်သည် စိတ်ကူးရင်ထက်စမ်းကြဲတတ်ပေ၏၎င်းစကားကိုမြာကြည့်သည်ကိုတွေ့ဖြစ်၍နေလေတော့သည်မြာကြည့်သည် secret တို့ကိုရှေ့လိပ်ပြခွက်ထဲသို့ထိုးချေလာပြီးနောက်ဥလေရက်ခဲတဲ့လဲမင်းကိုငါးခါဆက်ပြီးလှည့်ပေးနေရတာကိုဟူစိတ်နိုင်တွေးထင်လိုက်မိလေတော့သည်တို့ရရင်မိမိအဖြစ်မှန်ကိုမပြောမိရင်တတိချာရည်နေလိုက်ရတော့ဤထိုချိန်၌ဥပါဒိန်ပြန်လဲရောက်ရှိလာပြီလေဥလေအား ကိုရွှေလည်းရေဟောတာပွဲယုံကထမင်းချက်မောင်မြကြီးပဲဗျထမင်းချက်ဆိုပေမဲ့သူကတန်ကျိုးစာတောင်ဖတ်နိုင်ရင်နိုင်တဲ့ပုံကူဗျလူကြီးလူသွေးလည်းမညံ့ဘူးဗျဟုပြောလေထိုကားဥလည်းကဒီလိုရှိတဲ့တငယ်ရဲ့ဆင်းရဲတဲ့အခါမှာမချွေတာနဲ့ကွာအလုံးများများလို့ဝင်းများများရှာခက်ရှုပ်ရှုပ်ခက်ပွေပွေနေလောင်းကစားသမားနဲ့ပေါင်ရဲသမားနဲ့လည်းပေါင်အပြောသမားသမားနဲ့လည်းပေါင်အရှိတာလည်းချိုးချံမနေနဲ့သုံးတာသုံးပြီးတော့ချမ်းသာတယ်ဆိုတာချွေတာတော့မဟုတ်ဘူးကွာတက်လာမှအိမ်သုံးစီကလေးနှုတ်ပြီး ဝေကလေး၅ချက်လောက်ပိုးတဲ့လူဖို့စူဆောင်းနေလို့ကောဘယ်လောက်များချမ်းသာလာမှလဲကွာတနည်းမှာငွေ60စုမိမယ်ဆယ်နှစ်မှာငွေလေး600ကဲငွေလေး6000လောက်ချမ်းသာဖို့ကိုအနည်းတရာလောက်စုရမယ်အနည်းတရာဆိုတော့လူလည်းမရှိတော့ဘူးသိပြီအေးဒါကြောင့်ဆင်းရဲရင်မချွေတားနဲ့ကွာချမ်းသာတဲ့လူတွေကချွေတားလို့ချမ်းသာတာမဟုတ်ဘူးငွေဝင်များလို့ချမ်းသာတာငါတို့ရွာမှာကိုချစ်တီးဆိုတာတိတ်ချွေတားတိတ်ပြီးရိုးရိုးကုန်ကုန်နေတာသူသေးတော့ အရာခောင်းရင်ကဝါကြီးတော်စူဘူးကလေးခွဲကြည့်တော့ငွေကလေး900ပဲတွေ့ရတယ်အဲ့ဒီကိုချစ်တီးရဲ့အတူပါမှာဖဲကစားနေရဲ့မြဖေဆိုတဲ့ကောင်ကငွေကလေးနှစ်ချက်နဲ့ဝေမိကစားတာမတားရက်လည်းတဲ့နေ့မှာပဲငွေ900လောက်နိုင်သွားတယ်မင်းကိုဖဲကစားစေချင်လို့မြောက်ပေးနေတာမဟုတ်ဘူးကံကြမ္မာလှဲပိန်လှဲတဲ့သူနဲ့မလှဲတဲ့သူရဲ့ကွာခြားခြင်းကိုသိစေချင်လို့ပြောတာကွာကိုချစ်တီးကငါသိရတဲ့လောက်တော့သူ့တသက်မှာငွေတစ်ထောင်ပြည့်အောင်တောင်မကင်ခဲ့ဘူးဘူး ေးထမင်းလည်းတကားမှမငတ်ဘူးရှာဖို့ပေါ့ကွာဒါပေမဲ့ဖဲသမားမြဖေကတော့ထမင်းလည်းငတ်ဘူးတယ်ငွေလည်းထောင်မကဘူးတောင်းနေချီပြီးဂိုင်သုံးမှုတယ်ကွာငါပြောချင်တာကရေလဲလုံကြီးစုပ်ကိုဝစ်ထားတဲ့အခါမှာထိုင်ဖို့နေရာရွေးမနေနဲ့ကွာဖုံပေးပြီးရှွန့်ပေးပြီးထိုင်ချင်ထိုင်ပြီးတော့အေးဘန်ကောက်လုံကြီးဝေးရပြီဆိုရင်တော့နေရာရွေးထိုင်ပြီးတော့ကွာရုပ်ကုတ်ချင်းအလုပ်ကိုဆွဆွမြဲမြဲလှုပ်လေရှိချင်းဖင်းငိန်ချင်းကိုလူတွေကချီးမွမ်းလေရှိတယ်ကွာငါကတော့ဒီလိုမထင်ဘူးပြတာအလုပ်လောက်ရတဲ့သူကအလုပ်ကိုဆွဆွမြဲမြဲလှုပ်လေဖင်းငိန်လေး ပြာတာသက်ရှည်လေးပေါ့ကွာပြာတာလို့ကိုပြုတ်မှကြောက်နေလို့မင်းကြီးဝါကိုရောက်မှမဟုတ်ပဲကွာအမှန်တော့ကံကြမ္မာလှဲပိန်အနဲ့ချမ်းကအပေါ်ကိုရောက်နေရင်ကံမကောင်းရင်ဘဝကိုပုံအော့ပြရမယ်ကွာကံကောင်းရင်တော့ဘဝကိုချွေတာပြီးတော့ဟိအခုဟာကမင်းဟာဘွဲယုံမှာထမင်းချက်လုံနေရင်တော့မင်းကံကြမ္မာဘိန်းကဖြူချမ်းကအောက်ကိုရောက်နေမှာပဲအကောင်းဆုံးကတော့ဘိန်းကိုမှုအောင်လှဲ့ပြီးတော့မောင်ရိပ်ဟုဥလဲကတိုက်တွန်းလိုက်လေသည် ောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ကြပါ